ရဲတင်တာကိုအရေးချင်းထင်နေတဲ့သူတွေရှိတယ်။ပြောရဲဆိုရဲတာကိုလူပေါင်းဆန်တယ်လို့ထင်နေတဲ့သူတွေရှိတယ်။တခုလိုရင်လို့တခုထိုးကျွေ့တတ်တဲ့သူတွေကိုရဲရောတဲ့လူလို့ထင်နေတဲ့သူတွေရှိတယ်။တကယ်တော့ရဲတင်တာကအရှက်မမဲ့ရာဖြစ်ပြီးဘူးစမန်တမယအကျင့်သုံးသူအဲ့လိုလူမျိုးမှာစောက်ရှက်ဆိုတာမရှိဘူး။စာနာစိတ်ဆိုတာလည်းမရှိဘူး။တဲ့တော့ခါညီမလေးမမညီလေးလုံနေတက်ပြီးမတဲ့ရင်ကဗီဇပြလာတော့တာပဲ။လူတကာကိုအကြိုက်လိုက်ပြောဟန်ဆောင်ပြောတတ်တဲ့သူတွေကို လူပေါင်းဆန်နေမခေါ်ဘူး။ပေါ်လန်ဖားလာလွတ်တက်တဲ့သူလို့ခေါ်တယ်။တကယ်လူပေါင်းဆန်တဲ့သူကကားနဲ့လာတဲ့တထီးနေနေရှင်းပြောရဲတန်းတူအောင်လိုက်ပေါင်းသိပေးတတ်တာမျိုး။အဲ့ဟာကိုအဆင်လို့ခေါ်တယ်။ပေါင်းသိဆက်ဆံရေးအဆင်မြို့ပြားကနေကျေးလက်ထိဒါရောညီထွေလူတကာနဲ့ခင်မင်ပေါင်းသိတတ်ခြင်းလို့ခေါ်တယ်။သူတော်ကောင်းဖြစ်ခြင်းလို့ငွေလိုသူတွေနဲ့ပေးပါစာလိုသူအစာနဲ့ပေးပေါင်းတာကိုစိတ်တက်ကောင်းသူလိုထင်နေနော်အမှားပေါ့လိုအပ်နေသူကိုလိုအပ်ချိန်မှာပေးကမ်းခြင်းရတာရရောချင်းဖြစ်တယ် ို့ကိုရိုင်းကသာဘာမှမဟုတ်တာသူတပားကိုဝေဖန်တဲ့နေရာမှာတော့အိမ်ခေါင်ထဲကတာနေရလလို့ပဲငွားချီရကွက်ထဲကရှိလို့ပဲ